ွေးတမ်းပြဿနာတွေအတွက်တဘာဝနည်းတွေနဲ့ကျွန်တော်တို့ဘယ်လိုနှိမ့်နှင်းကြမလဲအဲ့ဒီနေ့ပြောပြပေးသွားမှာတော့တဘာဝနည်းတွေပဲဖြစ်ပါတယ်တဘာဝနည်းတွေမှာပထမဆုံးကတော့ဘာလဲဆိုတော့ apple cider vinegar လို့ခေါ်ပါတယ်သူကပန်းသီးရှာလကားရေပါသူကဒီပုံနဲ့အတိုင်းပါပဲသူကရှာလကားရေကိုပန်းသီးကိုအချင်းဖောက်ပြီးလှုပ်ထားတာသူလှုပ်ရင်လည်းလှုပ်တဲ့နည်းတော့ရှိပါတယ် ready made တွေလည်းလာပါတယ်အဲ့ဒီပန်းသီးရှာလကားကြီးတစားနဲ့ရေတစားကိုရောလိုက်ပါရောပြီလို့ရှိရင်အာဝူလေးပုံမှာဖြန့်ပစ်လိုက်ပါတန်းနေရအဲ့အနံ့ကိုမကြိုက်ပါဘူးအဲ့ကြောင့်မလို့တန်းနေဆင်းသွားပါလိမ့်မယ် ကျွန်တော်တို့အာဝလေးတွေဖြန့်ပေးတဲ့အချိန်မှာဆိုရင်မျက်လုံးတွေနားတွေနှာခေါင်းတွေကိုပါးစပ်တွေတွေကိုမဝင်အောင်တော့ယူဆိုင်ပေးရပါမယ်။နောက်တစ်ခုကလည်းအဲ့လိုဖြန့်ဖို့သုံးတာပါလီမွန်စပရေးပါ။တံမြာသီးပေါ့။တံမြာသီးကိုကျွန်တော်တို့ပပလိမယ်။ပပလိပြီးလို့ရှိရင်မလုပ်နဲ့ဆိုရင်ဒီဓာတ်ဝတ်တွေကိုထည့်ပြီးတော့ကျွန်တော်ပြုတ်လိုက်မယ်။အဲပြုတ်ပြီးလို့ရှိရင်တညသိမ့်မယ်တညသိမ့်ပြီးလို့ရှိရင်အေးခံလိုက်မယ်အေးခံပြီးရတဲ့အရေကိုစစ်စစ်ပြီးတော့အဲ့အရေကိုစပရေးထည့်ပြီးတော့အာဝလေးကိုဖြန့်မှာအဲ့နံ့ကိုတန်းနေလုံးဝမကြိုက်ပါဘူးနောက်တစ်ခုကတော့ကျွန်တော်တို့ကအုံးစီကိုသုံးတာပါ အုပ်စီကသူအုပ်စီထဲမှာပါတဲ့ lauric acid ကတန်းတွေကိုနိုင်ပါတယ်၊မွှားတွေကိုနိုင်ပါတယ်။အဲ့တော့အောက်လေးတွေကိုအုပ်စီကိုပပလေးတုံတုံပြီးလို့ရှိရင်သူတို့ခန္ဓာကိုယ်လေးတွေကိုနှိမ့်နေပေးတာကတန်းတွေကိုနှိမ့်နေနိုင်ပါတယ်။နောက်တစ်ခုကတော့ neem oil လို့ခေါ်တဲ့ကျွန်တော်တို့တမရွက်ကနေထုတ်ထားတဲ့အစီပေါ့နော်။အဲ့ဒီတမရွက်အစီကိုရေထဲရောပြီးတော့ကျွန်တော်သုံးလို့ရတယ်။အဲ့ဒီကောင်တွေကတန်းတွေနဲ့မွှားတွေကိုနိုင်ပါတယ်။အဲ့ပြီးလို့ရှိရင်ကျွန်တော်တို့ကအာဝလေးတွေခန္ဓာကိုယ်ပြီးသွားရင်သူတို့ပတ်ဝန်းကျင်ကိုတက်ရှိအောင်ကျွန်တော်ဘယ်လိုလုပ်မလဲပတ်ဝန်းကျင်မှာကျွန်တော် သူတို့ရဲ့စောင်းနေချင်အောင်တွေကိုတော့တရားလျှော့ပါပြီးလို့ရှိရင်သူတို့အိတ်တဲ့အိယာပေးတွေကိုကျွန်တော်တို့ကမုံဖုတ်ဆိုတာနဲ့စားနေကိုယောယောပြီးလို့ရှိရင်ဘေးမှာဖြတ်ထားလို့ရတယ်အဲ့လိုဖြတ်ထားလို့ရှိရင်အဲ့ဒီမုံဖုတ်ဆိုတာနဲ့စားတွေကတန်းဦးတွေကိုကွဲသွားစေပါတယ်ရှုံသွားစေပါတယ်ပြီးလို့ရှိရင်နောက်နေ့ကျရင်တော့ကျွန်တော်လှည့်ရင်လှည့်ပြမလဲဘူးဆိုရင်ဖုံးဆုပ်ဆက်နဲ့ဆုပ်လိုက်ရင်ရှင်းသွားမှာဖြစ်ပါတယ်ပြီးရင်အောက်လေးတွေကိုနေတိုင်း brush နဲ့ကျွန်တော်တို့ဘီးဖြူဖြူကိုလိုပါတယ်ခွေးသန်းပြဿနာတွေကိုတဘာဝနီးနဲ့ကျွန်တော်တို့တပတ်အတွင်းဘယ်လိုဖြေရှင်းကြမလဲ တပတ်တို့ဆိုတော့ကျွန်တော်တို့တရပိတရဘာလို့လောက်ရမယ်ဆိုတာကိုကျွန်တော်ပြပတ်သမှာဖြစ်ပါတယ်ပထမဆုံးလေးမှာတော့ဘာလုပ်မလဲဆိုရင်သူတို့ကိုကျွန်တော်တို့ကရှမ်ပူလေးနဲ့ရေချိုးပေးမယ်အဲ့ဒီရှမ်ပူနဲ့ရေချိုးတဲ့အချိန်မှာရှမ်ပူထဲမှာအုပ်စီလေးတစ်စက်ထည့်ပြီးချိုးပေးမယ်အဲ့ဒါပြီးလို့ရှိရင်သူတို့ဒီပန်းစီချာကာကြီးဖြန့်ပေးမယ်ဒါအအူလေးတွေလုပ်တဲ့အပိုင်းပြီးလို့ရှိရင်သူတို့ရဲ့အိတ်ရာတွေသူတို့ရဲ့ဆောင်းတွေသူတို့ရဲ့သုံးဆောင်တွေကိုလျှော်မယ်ပြီးရင်နေလမ်းမယ်အဲ့ပြီးလို့ရှိရင်ကျွန်တော်တို့အိတ်ခန်းတွေတဲကိုကော်တော်တွေဆိုဖာတွေကြမ်းပြင်တွေပေါ့ကိုကျွန်တော်တို့ကမုန်းဖို့ဆိုတာနဲ့စားတွေဖြတ်မယ်ဖြတ်ပြီးလို့ရှိရင်တန်ရှင်းလုပ်မယ် ဖုံးစိုးဆက်ရှင်ဖုံးစိုးဆက်နဲ့စုပ်ပေးမယ်ဒုတိယနေ့မှာကျွန်တော်တို့မလုပ်မလဲဆိုရင်ကျွန်တော်တို့ကသူ့ကိုလီမွန်စပရေးနဲ့ဖြန်းမယ်တမယာကြီးသီးပြုတ်ရေပေါ့နော်အဲ့ဒီစပရေးနဲ့အောက်လေးတွေအမွေကိုဖြန်းမယ်တက်တဲ့နေ့မှာကျကျွန်တော်တို့မလုပ်မလဲဆိုလို့ရှိရင်ကျွန်တော်တို့အုံးစီနဲ့အောက်လေးတွေအမွေကိုအုံးစီပပလေးလိမ့်ပေးမယ်ပြီးရင်နေရာအနှံ့လိမ့်မယ်လိမ့်ပြီးရင်နှိပ်ပေးမယ်ဒီဘက်မှာအုံးစီလိမ့်ပြီးကြတော့ညာဘက်ကြလို့ရှိရင်ကျွန်တော်တို့ကသူ့ကိုအမွေမြင်တွေကိုပြီးဖြီးပေးမယ်လေးမြောင်တွေမှာမလုပ်လို့ဆိုရင်တော့ကျွန်တော်တို့ပတ်ဝန်းကျင်တန်ရှင်းကိုပြန်လုပ်အောင်မှာဖြစ်ပါတယ် သူတို့ရဲ့အဲအသုံးဆောင်နေအိယာနေဆောင်နေခေါင်းအောင်နေကိုကျွန်တော်တို့ရှော်မယ်ရှော်ပြီးရင်နေလမ်းမယ်ပြီးရင်အိတ်ခဲလေးတွေမှာကျွန်တော်တို့စားနေမဟုတ်ဘူးဆိုတာဖြတ်မယ်ဖြတ်ပြီးလို့ရှိရင်အဲသူတရှိပြန်လုပ်မယ်ပေါ့နော် အမနေ့ပိုင်းမှာအောက်လေးတွေကိုလီမိုစပရေးလေးဖြတ်ပြီးထားမယ်ငားရဲ့မြောင်တွေမှာမအားလို့လဲဆိုရင်ကျွန်တော်တို့ကတမရွက်အစီပေါ့တမရွက်အစီကိုကျွန်တော်တို့ကတစရေစဲသားနေကြောမယ်ရောပြီးလို့ရှိရင်အောက်လေးတွေကိုဖြတ်ပြီးမယ်အဲပြီးလို့ရှိရင်သူတို့ရဲ့အိယာနာကိုလည်းတော့ဖြတ်ပြီးမယ်ဒီတမရွက်အစီကလည်းတန်းနေမှွားတွေကိုနိုင်ပါတယ် 6ရက်မြောက်နေ့ကျရင်မလုပ်မလဲဆိုလို့ရှိရင်တို့ကိုကျွန်တော်တို့ကတို့အမွှေးလေးတွေပြော့ပြော့ဖြစ်အောင်လို့ဒီ BP ပေးမယ်ပြီးလို့ရှိရင်တန်းရှိမရှိပြန်စစ်မယ်ရှေ့ဘက်ရက်ဒီမှာကျွန်တော်တို့ကတန်းတွေရှင်းထားရတဲ့တုံတန်ကတော့အတော်အသင့်ကိုတန်းတွေကပနေပါလိမ့်မယ်တကယ်လို့မရှိဘူးဆိုရင်လည်း AC ပဲအဲကျွန်တော်တို့အောက်လေးတွေကိုပန်းစီချာတကလေးဆက်ပြန်ပေးထားမယ်ခုနှစ်ရက်နေ့မြောက်မှာကျွန်တော်တို့ဘာလုပ်မလဲဆိုရင်သူတို့အရာတွေတန်ရှင်းပြီးနေအောင်လည်းမှာပြန်ချထားပေးမယ်။သူတို့ကိုကျွန်တော်တို့ဒီတံမြာစည်းပြိုရေလီမွန်စပရေးဆက်ပြန်ပေးမယ်။ ်အဲအချိန်လေးနည်းနည်းချပြီးသွားလို့ရှိရင်သူတို့ကိုအုံစီလေးလိမ့်ပြီးတော့အဲသူတို့ရဲ့အမွှေးလေးတွေအရေပြားလေးတွေကိုစူတလေးရအောင်ပြန်လုပ်ပေးထားမယ်အဲဒီလိုနီးတွေနဲ့လုပ်လိုက်ပြီဆိုရင်အာဝလေးတွေအတန်းတွေအတိတသာကိုရော့သွားမှာပဲဖြစ်ပါတယ်အဲ့လိုမျိုးကျွန်တော်တို့တလောက်တစ်ချိန်လောက်လုပ်ပေးမယ်ဆိုရင်ကျွန်တော်တို့တန်ပြတနာတွေကိုကောင်းကောင်းဖြည့်ရှင်းနိုင်တယ်လို့အရေပြပြတနာတွေကိုလည်းဖြည့်ရှင်းပြီးသားဖြစ်သွားပါလိမ့်မယ်။ဒါပေမဲ့တန်များလို့ရင်တော့ကျွန်တော်တို့ရဲ့တဘာဝနည်းတွေကမနိုင်ပါဘူး။အဲ့ဒီခါကျရင်တော့ကျွန်တော်တို့ဒိဋ္ဌာစိတ်ကိုဆရာဝန်နဲ့တိုင်ပင်ပြီးတော့တန်အတွက်ကိုကျွန်တော်တို့ကုသမှုကိုကျွန်တော်တို့ အနောက်တိုင်းကြီးတော့မှာပဲဖြစ်ပါတယ်။ဒါဆိုရင်သိလာပြီလို့ထင်ပါတယ်။မေ့ချင်တာရှိရင်ကိုယ့်မှာမေ့နိုင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။